င်္ဂလာပါရှင်။ Variety Channel ကပြန်လည်ကြိုဆိုပါရစေ။ဒီနေ့တင်ဆက်ပေးမှာကတော့ Hollywood ရဲ့အရှင်မင်းသားစားလုံးနဲ့တူသူ့ရဲ့အောင်မြင်ကျော်ကြားခဲ့တဲ့ဇာတ်ကောင်များအကြောင်းပဲဖြစ်ပါတယ်။ ရုပ်ရှင်မင်းသား Silver Star Starlon သည် Hollywood ၏အထင်ကြီးရမင်းသားတစ်ဦးဖြစ်ပြီးအဓိကအားဖြင့် Action ဇာတ်ကောင်များအဖြစ်အထူးအောင်မြင်သူလည်းဖြစ်ပါတယ်။သူဟာတရုတ်ဆောင်မင်းသားဇန်ညွန့်ရေးဆရာ Director နှင့်ထုတ်လုပ်သူဖြစ်လဲလှုပ်ရှားခဲ့ပါတယ်။သူရဲ့နာမည်ပြည်စုံမှာ Michael Silver Star Garage ကို Starlon ဖြစ်ပြီး1946ခုနှစ်ဇွန်လ6ရက်နေ့တွင် American ပြည်အောင်စု New York မြို့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ စတားလုံးဟာနာမည်မကြီးခင်တုန်းကစီးရင်စွာနေထိုင်ရင်အသက်ရှင်မှုအတွက်သူ့ခွေးကို25ဒေါ်လာနဲ့ရောင်းချခဲ့ရပါတယ်။ဂျန်နန်သောရုပ်ရည်နဲ့စကားကိုလေးလေးမြင်မြင်ပြောဆိုတတ်မှုတွေကြောင့်အစမ်းစစ်ဆေးမှုအော်တီရှင်အကြိမ်တစ်ထောင်ကျော်မှသူ့ကိုငင်းပေးခဲ့ကြပါတယ်။ဒါပေမဲ့သူကတော့လက်မလျှော့ခဲ့ပါဘူး။ ိုဟာမက်အလီရဲ့လက်ဝတ်ပွဲတစ်ခုဟာသူ့ကိုစိန်အားတက်ကြွစေပြီးရော်ကီဆန်ညွန့်ကိုသုံးရက်အတွင်းရေးသားခဲ့ပါတယ်။ဒီဇယ်လမ်းမှာသူကိုယ်တိုင်အဓိကဇက်ကောင်အဖြစ်ပါဝင်ရမယ်လို့ဆုံးဖြတ်ချက်ချတာပဲ။အားလုံးကတော့ဖြစ်နိုင်မှုလို့ပြောခဲ့ကြပါတယ်။နောက်ဆုံးမှာတော့စတူဒီယိုတစ်ခုကသဘောတူပြီးဒေါ်လာ3000ကျွန်းနဲ့အဓိကဇက်ကောင်နေရာကိုပေးခဲ့ပါတယ်။ အဲဒီနောက်ပထမဆုံးပြုလုပ်ခဲ့တဲ့အရာကတော့သူ့ရဲ့ခွေးကိုဝယ်သွားတဲ့သူစီကိုပြန်သွားပြီးတော့ဒေါ်လာတထောင်ဝယ်ပေးကသူ့ခွေးကိုပြန်လဲဝယ်ယူခဲ့တာပဲဖြစ်ပါတယ်စတားလုံးဒီကိုတိုင်းဆန်ညွှန်ရေးပြီးအဓိကဇက်ကောင်ဖြစ်တရုတ်ဆောင်ခဲ့တဲ့ Rocky Sanland တွင်ဟာစုစုပေါင်း80ဆောင်ထွက်ရှိခဲ့ပြီးကောင်းသောရုပ်ရှင်ဖြင့် Academy Award ဆုကိုလည်းရရှိခဲ့ပါတယ် ထပ်ဖန်တီးခဲ့တဲ့ဇာတ်လမ်းတစ်ခုကတော့ John Rambo First Blood 1982မှာစတင်သော Rambo ဇာတ်လမ်းတွေပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာတော့စစ်ပြန်ဗြိတိရှားတပ်သားတို့အဖြစ်တိုက်ခိုက်မှုအလွန်ပြင်းထန်သောဇာတ်လမ်းဆက်အင်အားဖြင့်ဖန်တီးထားပါတယ်။ နောက်ထပ်လည်းအရှင်မင်းသားအများပြားပူပေါင်းပါဝင်ထားတဲ့ The Expendable ဇာတ်လမ်းတွေကိုလည်းဖန်တီးခဲ့ပါတယ်။ဇာတ်လမ်းထဲမှာတော့ Starlon ဟာ Director ဇန်ညိုရေးသားသူနဲ့ဇက်ကောင် Barney Ross အဖြစ်ပါဝင်ခဲ့ပါတယ်။ ားအလုံးသည်မင်းသားတူဦးတမကဇန်ညွန်ရေးသားသူဒါရိုက်တာထုတ်လုပ်သူဖြစ်လဲလူကန်ရတာဖြစ်ပါတယ်။သူသည်ဘဝကို action တစ်ခုလိုရိုက်ခဲ့သူလို့လည်းဆိုနိုင်ပါတယ်။ Star Lord ဟာဇက်ကောင်နဲ့ဝင်နိုင်မှုညတောင်းမှုအားကစားစိတ်ဓာတ်နဲ့ဘင်းကိုစူးစမ်းမှုတို့ကြောင့် Hollywood လောကမှာရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။အားကစားစီးရင်းနဲ့တိုက်ခိုက်မှုမျိုးစားဇာတ်ကားများမှာထင်ရှားစွာပေါင်းဝင်သေဥဆောင်ခဲ့ပြီး Rocky နဲ့ Rambo ဇာတ်လမ်းတွင်များကြောင့်နာမည်ကြီးလာခဲ့ပါတယ်။ သူဤဇလန်းများဟာအန်းဆောင်ဝါသနာရှင်များစစ်သားများညတော်မှုလူအပ်သူများအတွက်ဆွဲဆောင်မှုရှိသောဇလန်းများပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့ Variety Channel ရဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများဤတင်ပါတယ်ရှင်။